มือสงขาพี่น้องผู้บันแห้งจุ่มข่าวผู้ดอยฮอคัดดังเซงพ่องข้าวเหลือนสิบสองออกหวายเยาใน เปลี่ยนพ่องก้นเมืองใต้เฮาขาเอาหมาเข้าเตานำได้ให้ในหน้าเสียมกาเปลี่ยนพ่องอันเฮ็ดป้อยเฮ็ดลามจอมฟิงทุงใต้เฮานอกเหลือนั่นเข้าเข้ากัดมาเยาเลก้นเมืองใต้อ่อนกันเฮ็ดหลูสังการพระซื้อหลูสังการข้าวเหลือนสิบสองกูปีมืออ่อนตั้งแต่พ่องข้าวเจิ้งไหนเปลี่ยนพ่องก้นเฮ็ดไข่สังการค้ำการยุงไรเนตได้ดี ปีในแต่ย้อนเงาไล่วันเมืองอ่า นิ้มเงาไล่ตั้งเป็นโควิดเลยลองเฮ็ดขายสังการโกอัมมีก้นมาสื่ออัมไลขายเหมือนกูปีนางนันก้นอันเฮ็ดสังการคำขายมาเข้าดังสิปีป้าย เหมือนหนังปลายุ่มยุ่มคือกอป้าอ๋อค่ะได้ก็เป็นก้นเย็บโคเป็นก้นเย็บผ้าเย็บแผ่นก้นนางกาวค่ะ ปีไกลมาถึงปีแน่แน่ป้อเป็นการสั่งเสียอิดค่ะนะ เหมือนนางเข้าเฮ็ดสั่งการพลาดในขนาดเนาะมือกูปีได้ก็ขายไลน้ำอยู่ค่ะ ปีไหนได้ก็ป้อลายไข่ค่ะนะลายไข่อีดอ้อได้ค่ะ กูปีไหนเพื่อข้าวยำไหนไหนค่ะป้อมป้อลายลือข้าวยำตันก่อนบ่มีค่ะปีหน้าได้ละฮิยอดได้ค่ะนะในปีสองหิงซาเอ็ดในตั้งแต่ของสีซึกมันยึดเบองมาคันกลุ่นพวงขึ้นหฮาแห้งตาซึกโคกของหยาบเลดุ้มเตอร์ถึงก้นเฮ็ดขายสังกันนอกเหลือนั่นตั้งเป็นโควิดภไยล้ำแทง ้องเงาไล่วันเบิ้งมือเหลียวในมันสั่มป้อหลีค่ะนาดนเนหาซื้อผ้าซื้อแผ่นซื้อเคิ้วจ้านก็ซื้อหยาบนะคะกูปีในคาไลซื้อในแผ่นหนึ่งแก๊กในคาไลซื้อเหงฮะปากในปีหน้าได้คาไลคาร์อไลซื้อเป็นสองเหงหายาวค่ะสังเซงว่าคำเหตุการณ์นั้นก็คาก็ห้ำบ่หมอเหตุการณ์สังขานะปีหน้าห้ำหากินหยาบมากกูมือกูวันบางขึ้นในคาวัวในคาร์บอนนอนลาบไรแลาวค่ะ ปายุ่มๆคือลาดในเฮาคาวาย้อนเงาลายเจอในแลดาดิเอาตัวลอดกว่า กูวันในเป็นลองยามตามมื้อนาซ้ําที่เฮ็ดหื้ออยู่ลอดกว่าในนั้นยังอําหัดมุมองสังเหย่าในคะออปันห่างจมข่าวผู้ใดฮอกแรงยินจมขอบใจอย่านําค่ะย้อนสู้ปันพี่น้องเฮาค่ะให้อยู่ลีกินหวานกะยานเพเคนกุลลองเสกรรมเมืองสงค่ะ ာညနေခင်းလေးပါရှင်ကျမကေခိုင်ပါဒီဘူပင်ရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်တိရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာသတင်းကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင်တနင်္သာရီတိုင်းမြမထိုင်းနေဆက်မောတောင်မြို့မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်မောတောင်မြို့အပအဝင်အနည်းရှိကြော်တွေကဒေသခံတွေစစ်ဘေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ် နဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲဝန်းကျင်လောက်မှာမောတောင်မြို့အနီးနားဝန်းကျင်မှာရှိတဲ့ကျေော်ရီတွေကိုစစ်တပ်ကအကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာပါလို့ဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီလိုပစ်ခတ်တာကြောင့်မောတောင်တမျိုးလုံးကလူတွေကထိုင်းနိုင်ငံပကြော့မြို့ထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီးတချို့ကတော့အနီးနားဝန်းကျင်မှာရှိတဲ့ဥယျာဉ်ချမ်းမြေတွေမှာရှောင်နေကြရတာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းစိုးရိမ်နေရတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့မောတောင်မြို့အနီးနားဝန်းကျင်မှာစစ်တပ်နဲ့ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစစ်ရဲတင်းမာနေလို့ဒေသခံတွေကတဆင်သိရပါတယ်။လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီးစစ်ရဲအခြေအနေကိုသိရှိနိုင်ဖို့ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာလေးတနင်္သာရီမြို့နယ်ဥက္ကဋ္ဌဘဒုံညာဘိုးကို DPP အနေနဲ့ဆက်သွယ်မေးမြန်းဖို့စူးစမ်းနေစေဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းကနေမြို့နယ်အရှိချမ်းဝင်းမနာဆေအောင်ကိုစစ်ကောင်းစီတက်ကနိုဝင်ဘာလ7ရက်နေ့မနက်9နာရီမှာဆက်တက်လေထီနဲ့ဘုံကျေးတိုက်ခိုက်တော်လို့အနည်းဆုံးပြည်သူ၈ယောက်သေဆုံးပြီး90ကျော်ထိခိုက်ဒဏ်ရာရရှိတော်ရဲလို့ဒေသခံတွေစီကသိရပါတယ်။အဲ့ဒီဆေအောင်ဟာကနေမြို့နယ်အရှိချမ်းကပြည်သူတွေကိုဆေးကုသပေးနေတဲ့ဆေအောင်တွေဟုဖြစ်တယ်လို့လည်းသိရပါတယ်။ဝိမနာဆေးအောင်ကိုစစ်တပ်ကဘုံတိချတိုက်ခိုက်တာကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်မှုမလုပ်သေးပါဘူး။ ကနေမြို့နယ်တန်ရဲတခုကရဲဘော်တယောက်ကတော့ဒီတရင်ကအတီးဖြစ်ပါတယ်။ဒီတရင်ကိုတရင်မတင်ရဘူးလို့တာဝန်ရှိတဲ့သူတချို့ကပြောနေလို့ပါ။ဘာကြောင့်တရင်မတင်ရလဲတော့ကျွန်တော်တို့လည်းမသိဘူးလေ။တရင်ကတော့အတီးဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ နဝေမာလာဆီယန်တွေကလည်းကနေမြို့နယ်အနီးတပင်းမြို့နယ်အတွင်းကဆက်ပြချင်းရွာနဲ့ကျွန်းတော်လေးရွာကိုစစ်တပ်ကလေရင်သုံးစီးနဲ့ဘုံကျည်ပစ်ခတ်တာတွေပြုလုပ်တော့တာကြောင့်ဆက်ပြချင်းရွာကပြည်သူစစ်တရားကျွန်းတော်လေးရွာက၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆက်ပြချင်းရွာကလူနေအိမ်30နဲ့ကျွန်းတော်လေးရွာကလူနေအိမ်10လုံးပျက်စီးခဲ့လို့သိရပါတယ်ရှင် အနာသိစစ်တပ်ကလာမယ့်ဒဇင်ဘာမှာပြုလုပ်မယ့်ရွေးကောက်ပွဲကိုပြည်သူတွေမဆန့်ကျင်ရေးအောင်အဓိကအနေနဲ့ဥပဒေ၃ခုကို ပြင်ဆင်ပြဋ္ဌာန်းပြီးဖန်ဆီးဖိနှိပ်နေလို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ဥပဒေပညာရှင်တွေကထောက်ပြကြပါတယ်။စုသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။အနာသိစစ်တပ်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲပေါ်စန့်ကျင်မှုမှန်သမျှကိုဖိနှိပ်ဖို့နဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုထိန်းချုပ်နိုင်ဖို့အတွက်အဓိကအနေနဲ့ဥပဒေ၃ခုကိုလက်နက်ဖွဲ့အသုံးပြုနေကြောင်းလေးလာသူတွေကထောက်ပြကြပါတယ်။အဲဒီဥပဒေတွေကတော့စိုက်ဘာလုံခြုံရေးဥပဒေ၊ရွေးကောက်ဥပဒေလို့ခေါ်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့နိုင်ငံလုံလုံခေါ်တဲ့နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေတို့ဖြစ်တဲ့အကြောင်းမြမရွေးကောက်ပွဲကို အစဉ်တစိုက်လေးလာနေတဲ့စောင့်ကြည့်နေသူတယောက်ကပြောပါရယ်ဆိုင်ဘာလုံခြုံရေးဥပဒေတော့တုံးနေမှာပေါ့နော်နောက်တစ်ခုကတော့ရွေးကောက်ပွဲကာကွယ်ဆောင်ရှောက်ရေးဆိုရွေးကောက်ပွဲနဲ့ပါဝေးနဲ့ပတ်သက်တဲ့ဥပဒေကတော့အရင်တော့က905ကကြီးကိုကြေကြေပြင်းပြင်းတုံးတယ်လို့မျိုးဒီဥပဒေကိုလည်းကြေကြေပြင်းပြင်းနဲ့လူသိရှင်ကတုံးနေမယ်လောက်နေမယ်ပေါ့နော်ဆိုတော့အခုရွေးကောက်ပွဲမတိုင်ခင်မှာကိုဒီနိုင်လုံးလုံးဥပဒေမှာပါတဲ့ပုံမာတွေကိုရဆိုင်ထားတာရှိတယ်။အဓိကရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဒီတုံးကိုတော့အဓိကတုံးနေမယ်ပေါ့နော်ဆိုတော့ဂျန်နဲ့ရှိပြီးသားဥပဒေနဲ့လည်းပေါင်းဆက်ပြီးတော့ ဒီအဖြစ်အလိုက်ဖြစ်စဉ်လိုက်ပေါင်းဆက်ပြီးတော့သုံးပါလိမ့်မယ်။စိုက်ဘာလုံခြုံရေးဥပဒေကတော့ online ပေါ်ကဝေဖန်မှုတိုင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်ပြီးဖုံးကြားဖြတ်နားထောင်နိုင်တယ်လို့ VPN သုံးယုံနဲ့တင်အရေးယူနိုင်ပါတယ်။ရွေးကဥပဒေကိုတော့စစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်29ရက်မှာထုတ်ပြန်ခဲ့ပြီးဒီဥပဒေဟာရွေးကောက်ပွဲကိုနှောက်ယှက်တယ်လို့ယူဆရတဲ့ဘလို့လှုံ့ရှားမှုတွေကိုမစိုးပြင်းထန်စွာအရေးယူနိုင်ပြီးတော့တိတ်တန့်အထိချမှတ်နိုင်ပါတယ်။ဒါအတူပါပဲနိုင်လွတ်လွန်ဥပဒေတွေက အချို့ပုံမှတ်တွေကိုရဆိုင်းလိုက်တာကြောင့်စစ်တပ်ဟာဘ ᱹ ဒုကိုမဆိုးအချိန်မရွေးဖန်ဝရမ်းမပါပဲဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ရသွားပါတယ်။တရားလွတ်တော်ရှင်းနေဦးချင်းမြင့်ကတော့ဒီအချက်တွေကိုလက်ခံသလိုပုံမှန်905နဲ့စစ်တပ်ရဲ့ဥပဒေအပအဝင်ဒီဥပဒေ၃ခုကိုပါစစ်တပ်ကအသုံးပြုနေပြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အကြောင်း DV ကိုပြောပါတယ်။အဲ့တော့အဓိကတော့ကွာဒီရွေးကောက်ပွဲကိုဟိုမဖြစ်မနေလုပ်မယ်အနိုင်ယူမယ် ရှုပ်လဲနိုင်ရမယ်နိုင်လဲနိုင်ရမယ်အဲဆိုတော့ဒီလိုဟိုတုန်းကတော့ဖတ်တဘလာခေတ်ကတော့ဥကြောင်းကြီးတို့ကျိုးကြော်စားနေတီမြေကဆိုတော့ဒါမလို့အဲ့တုန်းကဥလူနဲ့ပြိုင်ကတော့ခွက်ခွက်လာအောင်ရှုပ်တာပဲလေတန်ချင်းကတတိလုံးနိုင်တာပဲအခုကျတော့တို့ကပြိုင်ပဲမရှိဘူးအဲ့ပြိုင်ပဲမရှိတဲ့အထက်ကဒီလိုလုံနေတဲ့ဥစ္စာတော့တော်တော်တော့ကြီးစရာကောင်းတာပေါ့နော်အမှားတော့ဒါတွေကမလိုပါဘူးဟုတ်တော့လည်းအဲ့ဒီကြားထဲကကိုကြောက်နေတာပဲတနားလဲကြိုင်စားသေးတယ်ကြောက်လဲကြောက်တယ်လိန်လဲလိန်ကြီးတယ်သူကအဲ့လိုဖြစ်နေတယ်ကွာနော် စစ်တပ်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ပြည်သူကထောက်ခံမယ်လို့မယုံကြည်တာကြောင့်ဒီလိုဥပဒေတွေနဲ့ဖိနှိပ်ပြီးတော့ထွက်ပေါက်ရှာတာဖြစ်တယ်လို့လေးလာသူတွေကဝေဖန်ပါတယ်။လက်ရှိအချိန်လေးဆိုရင်ရွေးကောက်ဥပဒေတစ်ခုတည်းနဲ့သင်အမှုဖွင့်ဖမ်းဆီးခံရသူပေါင်း122ယောက်ထပ်မံရှိနေပြီးဖမ်းဆီးခံထားရသူတွေထဲမှာ အသက်16နှစ်အရွယ်အပါအဝင် အသက်18နှစ်အောက်6ယောက်အထိရှိနေပါတယ်။တော်ဝဲခရိုင်ဒေသခံတယောက်ကတော့ ဒီလိုဥပဒေတွေဟာစစ်ကြောင်းလာတာနဲ့ထွက်ပြေးနေရတဲ့ကြေးလက်ဒေသတွေထက်မြို့ပေါ်တွေမှာပဲပို့ပြီးတော့တက်ရောက်လိုက်မယ်လို့သူ့အမြင်ကိုပြောပါတယ်။အဥပဒေတွေကတော့ဒါနိုင်ငံရေးရပါတော့ဆရာဟိုကျွန်တော်တို့ဒီလူလူရဲ့လူတယောက်ရဲ့အခြေခံရပိုင်ခွင့်နေနဲ့ကြည့်ရင်တော့မှသူတို့လာတာနဲ့ဟိုကျွန်တော်တို့ကမနေနိုင်တော့ဘူးအခုအိမ်တွေကိုမိရှို့တယ်လေနဲ့ပုံကြည့်ရတယ်ဟိုဥပဒေကြောင်းကဟိုခုနလိုဆရာရဲ့ဟိုပညာရှင်ဆန်တယ်နိုင်ငံရေးဟိုအတိုင်းဝိုင်းဆန်တယ်ပေါ့နော်ဆရာ ဟိုအစမြင့်နေတယ်အကလက်တွေအောက်ထိမှာကြပူဆိုးဟိုမှာကြတော့သူကနိုင်ငံတကာအတိမတ်ပြုဖို့လို့ဘာလို့ဆရာရဲ့ဒါဟိုဟိုနိုင်ငံရေးဘက်ကအကူကြီးတွေအမတွေတုံ့တက်ပြတယ်လို့ဆိုရင်တရားဝင်မှုရလို့လားလို့ပြီးလို့ချင်းသူလုံးချင်းကလှုပ်ခုလုံနေတဲ့ဟာမျိုးတွေပေါ့နော်ဆရာဒီလိုအချက်တွေကြောင့်ပဲစစ်တပ်ကပြင်ဆင်ပြတ်တန်းလိုက်တဲ့ဥပဒေကွန်ရက်ဟာစစ်တပ်ယူောက်ပွဲရဲ့တရားဝင်မှုကိုမေကွန်ထောက်ယုံတာမကဥပဒေကိုအကာအကွယ်ယူထားပြီးအကြောက်တရားကြီးစိုးတဲ့နိုင်ငံတစ်ခုကို ို့ပြီးတော့နန်ဆိုင်စွာသွန်းပို့နေတဲ့အကြောင်းတုံ့တက်မှုတွေလည်းရှိနေပါတယ်။လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလပိုင်းဒီမှာအပိုင်းနှစ်ခုခွဲပြီးကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကလည်းလွတ်လပ်မြတ်တာမှာမဟုတ်ဘူးလို့ဝေဖန်ထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ။မြန်မာအီလက်ထရောနစ်မဲပေးဆက်အကင်တွေအသုံးပြုခြင်းသင်တန်းများပို့ချပေးခဲ့ပြီးမဲဆန္ဒရှိ မွန်ပြည်နယ်ရဲမြို့နယ်ကျောင်းရော်ကျောမှာတိုက်ပွဲဖြစ်ပေါ်နေပြီးအမှတ်961ချင်းမြန်တက်ရင်အရာရှိလိုင်ခန်းကိုရဲဘလူးအဖွဲ့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ရဲဘလူးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ်နိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကရဲမျိုးနဲ့ကျောင်းတော်ကျော်မှရှိတဲ့စစ်တပ်ရဲ့ကဲပုံးနဲ့ရဲဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ကရဲဘလူးအဖွဲ့ကခမာရ961တပ်ရဲတင်းမှရှိတဲ့အရာရှိလိုင်းခန်းကိုလက်နက်ကြီး RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရဲဘလူးအဖွဲ့ရဲ့တယင်းမှုကပြောပါတယ် ်စစ်တပ်ဘက်ကလည်းပြန်လည်ပြစ်ခတ်တာမျိုးရှိပြီးတိုက်ပွဲဖြစ်ပေါ်ချိန်မိနစ်20လောက်ကြာမြင့်ခဲ့ကတော်လေရဲတပ်ဖွဲ့တွေဘက်ကထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်အခုတိုက်ခိုက်မှုမှာစစ်တပ်ဘက်ကထိခိုက်မှုကိုတော့ဒီပူပီအနေနဲ့တည်ကြားအတည်မပြုနိုင်သေးပါဘူးပြည်ထောင်အောင်တော်ပါလာ28ရက်နေ့ကလည်းရဲမော်လမြိုင်ကားလမ်းမနဲ့နင်းစုံကျောက်အဝင်းကစစ်တပ်ရဲ့စစ်တပ်နဲ့ DKBA ပူးပေါင်းစစ်ဆေးရေးဂိတ်ကိုရဲဘလူးတော်လေရဲ့တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒီကေဘီရဲ့တပ်ဖွဲ့ဝင်တချို့ထိခိုက်ခဲ့လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဖာကက်ဒေတာအတွင်းတိုက်ပွဲဖြစ်ပေါ်တာမရှိတဲ့ကြေော်တွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ကလေးငယ်အပါအဝင်6ယောက်ထိခိုက်တရာရရှိခဲ့ပြီးတယောက်သေဆုံးခဲ့လို့ဒေတာခန်တွေစီကသိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ ကချင်ပင်နယ်ဘက်ကမြို့မှာစစ်ကောင်မရှင်ကတိုက်ပွဲဖြစ်ပွားခြင်းရှိတဲ့ကြီးရွာတွေဘက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အယတားတိုက်ခိုက်တန်ရာရတေဆုံးသားတွေရှိခဲ့ပါတယ်။နိုဘာလ17ရက်နေ့ကစစ်ကောင်မရှင်တပ်ဟာဝိုက်တော်လီယင်နဲ့လက်ပတ်ပုံကျဲချခဲ့တာဖြစ်ပြီးကိုဝန်ဆောင်အမျိုးသမီးတဦးနဲ့ကလင်းရဲ့အပါဝင်၆ဦးတိုက်ခိုက်တန်ရာရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။နိုဘာ17ရက်နေ့အဲညနေ3:20မှာလေဒီကချင်ပင်နယ်ဘက်ကဘက်ကအနောက်မြောက်ဘက်ဒေသပေါ့ 你个天，婆啊！哎哟，都错哩啵！啊哥，大伯去买车买西边嘞，你家大伯呢？你啊哥是公司啊？你讲大伯要多少嘞？都完全无啊！车嘞，广东哩就借我个，不要借钱。哎，完全无啊！车嘞，碰低着，大咪你要买？阿咪阿送我嘞，个里单要嘞。变个天，要过这个啊！BTV 嘞，你阿老提个单要不？对吧？BTV 西要好，要七七四。对吧？你讲大伯要多少嘞？ လင်းရင်ဘုံကျဲကျတက်ခိုက်ခဲ့တဲ့နေရာတွေမှာလက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့နိုဝင်ဘာ၁၀ရက်နေ့ကတော့လုံခင်အုပ်စုထဲမော်စီစာကြီးရွာမှာစစ်ကော်မရှင်ကားတွေမိုင်းဆွဲတက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဖက်ကန်ဒီတာကိုစစ်ကော်မရှင်တပ်ကနိုဝင်ဘာ၁၀ရက်နေ့ကအင်အား300ခန့်ရှိတဲ့စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီးနောက်မြို့တွင်စီရင်လှုပ်ရှားမှုတွေပြုလုပ်နေပြီး KAI KPDF ပူပေါင်းတပ်တွေကလည်းကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေက 誒，雖然你麻啲，誒，呃阿，而家都我開始咧，識講識講話，拍緊我憂啦，係啵。特別今日遲曬乜東西，越得意冇得開，越得意啊，越得開越得意就，越識開啲嘢，阿龍幫到人咯，你拍緊我憂啦咧，除憂啦，你哋拍緊麻袋過去就得個咯，對唔好，誒憂呃，就扭啲嘢過一诶，唔知哪片啊，仲裏邊風霜嘛，你诶，你冇時陣咩憂下喎。 ပေါ်နေမော်ရီစာပဲရောက်လာတဲ့ချိန်ဒီကင်ကီဗီချက်ပုံတော့ဖွေရတယ်သူတို့ဟိုဒီလိုနဲ့ချင်းနေပြတဲ့ဒရုန်းနဲ့ချတယ်ဘိုင်းဆွဲတက်ခိုက်တယ်တောက်ရှော့တော့သူတို့ချိခိုက်တည်ဆုံးတာအများကြီးရှိရပေါ့မနေ့ကဒီမော်စီစာလမ်းဆုံမှာဒီစီကောင်စီစီကြောင်းဖြစ်လာတဲ့ချိန်ဒီကင်ကီဗီချက်ပုံတော့ဖွေရမိုင်းဆွဲတက်ခိုက်လို့သူကားလေးစီးတော့ဟိုမိုင်းမှန်တော့ပေါ့မိုင်းမှန်ပြီးတော့အဲသူစီကောင်စီဘက်ကလည်းအဲချိခိုက်တည်ဆုံးတာရှိတယ် အပြင်ဒီရပ်ပိုင်းဒီမော်ရီဆာမှာဖြစ်တဲ့တိုက်ပွဲမှာဒီရသားဗီဒီယိုတွေပြည်တော်လည်းကြည့်ပါ ထိပါပြီးတော့အသေးဆုံးတော့ထိခိုက်တာရတာရှိရပေါ့ဖကမအော်တိုဘာလာတဲ့နပတ်ခန့်သာတိုက်ပွဲငိမ့်သက်သွားပြီမယ်နိုဝင်ဘာ9ရက်နေ့နောက်ပိုင်းစစ်ကော်မရှင်တပ်တွေစစ်ကြောင်းပြန်ထိုးတက်လာတာကြောင့်တိုက်ပွဲပြန်ဖြစ်နေတာ၃ရက်ခန့်ရှိလာပြီဖြစ်ပါတယ်တိုက်ပွဲဖြစ်တဲ့၃ရက်အတွင်းမှာဖကန့်လုံခင်းတဲ့မော်စီစာတလျှောက်စစ်ကြောင်းထိုးလာတဲ့စီရင်တန်းကို ်ကရင်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကားအပြင်တိုက်ခိုက်ပစ္စည်းမှုတွေရှိခဲ့ပါတယ်။အဲ့ဒီရပ်ပိုင်းအတွင်းနှစ်ဖက်စစ်တပ်အပြန်အလှန်ဖြစ်တဲ့တိုက်ပွဲမှာအယတားပြည်သူ၂ဦးအထိတိဆုံပြီး၂ဦးတိုက်ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထကန်ဒီတာမှာပြီးခဲ့တဲ့မေလလောက်ကတည်းကနေစစ်ကြောင်းချိုးဝင်ရောက်နေတဲ့စစ်ကြောင်းတွေဟာအခုနိုဝင်ဘာလအထိကားမိုင်းနိုင်ရလန်တျှောက်လုံခင်မော်စီစာနမဖြစ် မဝန်ကြီးမဝန်ကလေးစားတဲ့နေရာတွေမှာတက်ဖြန့်ချထားနိုင်ခဲ့တယ်လို့သိရပါတယ်။ဖက်ကန်ဒေတာမှာပြီးခဲ့တဲ့မေလကတည်းကနေစစ်ကော်မရှင်တပ်တွေဝင်ရောက်တွာပြီးတဲ့နောက်ကချင်လွတ်လပ်ရေးတပ်မတော် KNY နဲ့စစ်ရေးတမနေတာ6လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ကျမဟနာပါ ရခိုင်ပြည်နယ်စစ်တွေမြို့အခြေစားစစ်တပ်ရဲ့ရွှေမင်းကန်ရေတပ်နဲ့အမတ်စစ်နစ်ရေတပ်ရင်းခါနဲ့လက်နက်ကြီးတွေနဲ့ပေါက်တော်မျိုးတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးနှစ်ယောက်အပါအဝင်အရဲသား6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ ်စစ်တပ်ကနိုဝင်ဘာလ17ရက်နေ့နေ့လယ်12နာရီခွဲမှာလက်နက်ကြီးတွေနဲ့ပေါက်တော်မျိုးနဲ့ငပီကျွန်းကျော်နဲ့အနီးတစ်ဝိုက်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပေါက်တော်မျိုးတပည့်ချော်မှာလက်နက်ကြီးကျေလေးလုံးနဲ့ငပီကျွန်းကျော်မှာနှလုံးကြောက်ရပေါက်ကွဲခဲ့လို့ပေါက်တော်ထေသခင်တွေကပြောပါတယ် ။အဲ့ဒီပြစ်ခတ်မှုကြောင့်ပေါတော်မျိုးမှာကလေးနှစ်ယောက်အပါအဝင်အရက်သား6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ပေါတော်မျိုးခန့်အမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီလက်နက်ကြီးတွေကိုစစ်တွေအခြေဆိုင်တရင်ကပြစ်ခတ်ခဲ့တာဖြစ်ပြီးဒဏ်ရာရရှိသူတွေတဲ့ကလေးငယ်တွေကပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အာနာသိစစ်တပ်ကစစ်တွေနဲ့နေနေမချင်းထိဆက်နေတဲ့ပောက်တော်ပုံတော်မြို့နယ်တွေကိုစစ်ရဲအရာဖိအားပေးတိုက်ခိုက်နေပြီး အရသာနေထိုင်တဲ့မြို့ရွာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေလို့စစ်ရဲတရင်ရင်မြစ်တယောက်ကပြောပါရရှင်။ အရခတက်တော်အေကရခိုင်ပြည်နယ်ပဲခူးတိုင်းမကွေးတိုင်းအရာဝတီတိုင်းတို့မှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်အလံဖြိုလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ80ကျော်ရှိတယ်လို့အေကနိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။နိုဝင်ဘာလ18ကို30ရက်တွင်မှာကပ္ပါစ16အနီးတိုက်ပွဲအတွင်မှာစကခ30လက်အောက်ခံခမရ36တင်းနဲ့ခမရ363တက်ရင်တွေကတက်သား16ရောင် ပကိုတိုင်းပထောင်မြို့နယ်ညောင်ကျိုးကျောအနီးကတိုက်ပွဲတွေမှာအလံဖြူထောင်ကတက်ပြေးပြီးလက်ရဖမ်းဆီးရမိသူ၁၀ယောက်ရှိခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာလည်းပကိုတိုင်းပထောင်မြို့နယ်ကပါစ၁၆အနီးရင်းဆိုင်တိုက်ပွဲတွေအတွင်းခမရ363တရင်ကစကားစတက်ဖို့ဝင်၄ယောက်ကိုလက်ရဖမ်းဆီးရမိခဲ့တယ်လို့နရရကံဘူဟာကုန်းတိုက်ပွဲမှာလည်းဒုတက်ချက်မြို့မင်းထွန်းဟာ AAC အလင်းဝင်ရောက်ခဲ့ပါတယ်။ အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းအေရာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကထွက်ပြေးလာပြီးအရခတက်တော်စီဖမ်းဆီးခံရသူ20ကျော်နဲ့လက်နက်ကျအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါရရှင်။ ထိုင်းနိုင်ငံမင်ဟောင်ဆောင်ရှိတန်လင်မြင့်ရီဟာအန်ဒီယရှိအာဆင်နစ်အစိတ်သင့်ပမာဏဟာဘေကင်းလုံခြုံမှုအဆင့်ထက်ငါးဆားကျော်ပိုများနေလို့ထိုင်းအာဏာပိုင်တွေကတန်လွင်မြင့်ရီတုံဆွေးတာနဲ့မြင့်ငါးဆားသုံးတာတွေကိုတားမြစ်ခဲ့ပါတယ်။တန်လွင်မြင့်ဟာမြန်မာနိုင်ငံရဲ့ရှမ်း၊ကရနီ၊ကချင်နဲ့မွန်ပြည်နယ်တို့ကိုဖျက်သိမ်းစီးဆင်းနေတာကြောင့်မြန်မာပြည်သားတွေအနေနဲ့ဘာတွေသတိထားသင့်ပါသလဲ။မြန်သစင်ကပြောပြပေးပါပါရှင်။ အော်တိုဘာလကုန်ပိုင်းမှာထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ရဲ့သဘာဝပတ်ဝန်းကျင်သိပ္ပံသုတေသနဌာနရဲ့အစောပိုင်းလည်လာချက်အရာတန်လွင်မြင့်ရီဟာအာဆင်နစ်အစိတ်သက်ဘေကင်းလုံခြုံမှုအဆင့်ထက်ငါးဆကျော်ပိုများပြီးညဉ့်ဉန်းပျော်ဝင်နေတယ်လို့သိရှိရတဲ့အတွက်ထိုင်းနိုင်ငံရဲ့ညဉ့်ဉန်းမှုထိန်းချုပ်ရေးဌာနကတိုင်းတာစစ်ဆေးမှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။ဒီလိုတိုင်းတာစစ်ဆေးမှုတွေဟာမြန်မာနိုင်ငံဘက်ခြမ်းကမီးရှားနဲ့ရွှေသက်တူလောက်ွက်တွေကြောင့်ချင်းရိုင်းခရိုင်နန်းခုံမြင်းနဲ့ မဲဆိုင်ချောင်းတွေမှာအဆင်းနဲ့အစိတ်သိမ့်မှုတွေဖြစ်ပွားနေတာကြောင့်ထိုင်းနိုင်ငံတွေကိုစီးဝင်နေတဲ့တန်လွင်မြင့်နဲ့တောင်ရင်မြင့်ဆောင်ရနေရာကိုချင်းမိုင်တက္ကသိုလ်ကဦးဆောင်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့မြေချောင်းအရေးကာကွယ်စောင့်ကြည့်သူတွေကဆိုပါတယ်။ဒီလိုစစ်ဆေးတွေ့ရှိချက်ကြောင့်ထိုင်းတဘာဝရင်းမြစ်များနဲ့တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကနိုဝင်ဘာလ၄ရက်နေ့ကတန်လွင်မြင့်ရဲ့အစိတ်သိမ့်နေမှုကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ထိုင်းဘက်ခြမ်းတန်လွင်မိကန်းတလျှောက်ဒီသားကထိုင်းပြည်သူလူထုကိုလည်းတန်လွင်မြင့်ရီကိုဓာတ်ရိုက်ထိတွေ့တာတွေမလုံဆောင်ချဖို့နဲ့မြင့်ငါးစားသုံးနာမပြုလုပ်ဖို့တတိပေးချက်လဲထုတ်ပြန်ခဲ့ပါတယ်။တန်လွင်မြင့်ဟာမြန်မာနိုင်ငံရဲ့ရှမ်း၊ကရင်နီ၊ကရင်နဲ့မွန်ပြည်နယ်တို့ကိုဖျက်ဆီးစီးစင်းနေတာလည်းဖြစ်ပြီးမြန်မာနိုင်ငံမှာလည်းတန်လွင်မြင့်ကိုအမိပြုနေထိုင်သူတွေရှိကြပါတယ်။ကရင်မြေချောင်းများစောင့်ကြည့်အဖွဲ့ကတော့တန်လွင်မြင့်ဟာမြန်မာတိုင်းနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အတွက် ီပြဿနာကိုထည့်သွင်းစဉ်းစားသင့်ပြီလို့ဆိုပါတယ်။အရင်မြချောင်းများစောင့်ကြည့်အဖွဲ့ကတာဝန်ရှိသူတယောက်ဖြစ်တဲ့စောဝါအေထူးကတော့တန်လျင်မြအစိတ်တင်တာဟာဘာကြောင့်ဖြစ်ရလဲဆိုတာကိုလည်းရှင်းပြခဲ့ပါတယ်။ ဒီတထုတူရဲ့ကိစ္စပေါ့နော်တထုကူ rare earth mining ကြီးကြောင့်လို့ဟိုသူများတွေကတော့ထောက်ပြကြတယ်ပေါ့နော်ဒါပေမဲ့တည်တည်ခုနပြောတည်တည်ချာချာတော့သူတင်နာပြပြဖို့လိုရဲပေါ့အဲနောက်တစ်ခုကျတော့ကျတို့ဒီတန်လွင်မြေဘေးမှာအဲတချို့တနိုင်တစ်ပိုင်းအဲလိုမျိုးရွှေတူးတဲ့ကိစ္စတွေရှိတယ်အဲပြီးတဲ့အခါကျတော့ဒီဒီဟာတွေကနေပြီးတော့မှလည်းခုနရွှေရှာတဲ့မှာတုံးတဲ့အဲဒီ mercury တို့စသဖြင့်ဒီကနေထွက်လာတဲ့ ်ထွက်လာတဲ့အညစ်အကြေးတွေကလည်းဒီဒီကျွန်တော်ထင်တာအာဆင်နယ်တက်ကိုပိုပြီးမှများစေမယ်လို့ထင်တယ်ပဲ။အော်ကျွန်တော်ထင်တာအဓိကတော့တတ်ထူတူးရဲ့ကိစ္စတွေဟိုတနိုင်တစ်ပိုင်းရွှေတူးတဲ့ကိစ္စတွေနောက်ပြီးတဲ့အခါကျတော့ဟိုအပေါ်ပိုင်းမှာဆိုရင်ဟိုဆိုတော့တစ်တော်ပြုံးတဲ့ကိစ္စတွေစသဖြင့်ဒါဒါမျိုးတွေပေါ့နော်။ဒါမျိုးတွေအကြောင်းဟိုဆိုတော့ဖြည်း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 ချင်းနဲ့ဒီဒီဟာတံလွင်မြေပေါ်မှာတက်ရောက်မှုရှိလာတာတွေပေါ့နော်။အာဆင်နယ်အစိတ်အသိမှုဟာ ချက်ချင်းကြီးယောဂလက္ခဏာပြသမှုမရှိဘဲကိုယ်ခန္ဓာအတွင်းဝင်ရောက်မှုအနည်းများပေါ်မူတည်ပြီး9နှစ်ကနေ15နှစ်အထိကြာမှသာယောဂလက္ခဏာပြတတ်တာလည်းဖြစ်ပါတယ်။အာဆင်းနှင့်အဆိပ်သင့်ရင်အရေပြားပြဿနာတွေဖြစ်တတ်ပြီးစီအိမ်ကြောက်ကက်အဆုတ်ကင်ဆာနဲ့သွေးကြောယောဂတွေလည်းဖြစ်ပွားနိုင်တာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖမ်းမှုနယ်တန်လွင်မြေဘေးကကြေးရွာတစ်ခုမှာနေထိုင်လာခဲ့တဲ့အသက်50ကျော်အရွယ်စောချစ်ဦးအမိလွှဲကတော့တန်လွင်မြေထဲက ရာသီပေါ်ကျွန်းတွေမြေနုကျွန်းတွေမှာစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်နေသူဖြစ်ပါတယ်။သူဟာငယ်စဉ်ကတည်းကတန်လွင်မြေပေါ်မှာမိခိုးပြီးနေထိုင်လာတာဖြစ်တယ်လို့မြေရီချူမြေရီတောက်ပြီးကြီးပင်းလာတာဖြစ်တယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးလုပ်ငန်းလုပ်ကင်တယ်လို့မြစ်ထဲမှာငါဖန်းတာမြစ်ထဲမျောလာတဲ့ထင်းတွေတစ်တုံးတွေဆဲပြီးထင်းအဖြစ်ရောင်းချတာတွေနဲ့တစ်ဖက်တစ်လမ်းကဝင်ငွေရတယ်လို့လည်းဆိုပါတယ်။အစိတ်အသင့်မှုတွေရှိနေရင်တော့မိသားစုစားဝတ်နေရေးအတွက် တန်လွင်မြင့်နဲ့ကင်းလို့မရဘူးလို့လည်းဆိုပါတယ်။သူရဲ့ပြောဆိုမှုကိုတော့ဒုံဂျုံအင်းချီနေရ DVB သတင်းတောက်တယောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါတယ်။တန်လွင်မြင့်ရဲ့ညဉ့်ညမ်းလာတာပြီးတော့ကျွန်တော်တို့သိမကြမိဘူး။ရင်ကလေးကရေကလည်းဒီအောင်မဲ့လေ။ရွာသည်ဆိုရင်တော့ရေကကြည်တယ်။ဟိုနေ့ကလည်းလိုင်းပေါ်မှာတန်လွင်မြင့်ရဲ့ညဉ့်ညမ်းလာတယ်ဆိုတာတော့တွေးလိုက်တယ်။မြင့်ပေါ်ပိုင်းမှာရွှေကျင်နာတွေရွှေတူးတာတွေလှုပ်တယ်လို့တော့သိရတယ်။ကျွန်တော်တို့ကမြင့်အောက်ပိုင်းမှာဆိုတော့အပေါ်ပိုင်းကလှုပ်တဲ့လူတွေရဲ့ဒဏ်ကိုခံရမှာပေါ့။ မြေကိုမချိုးဖို့မတောက်ဖို့ငါးမစားဖို့သတိပေးထားတယ်လို့တော့ပြောတယ်။အဲ့ဒါတွေမလုပ်လို့တော့ရပါတယ်။ဒါပေမဲ့စိုက်ပျိုးရေးကြတော့မလုပ်ရင်ကျွန်တော်တို့ဘာနဲ့သွားစားမလဲ။လောလောဆယ်တော့လုပ်ရမှာပဲလေအချိန်နေရ။ကျမ်းမာရေးထိခိုက်တယ်ဆိုရင်လည်းထိခိုက်မှာပေါ့။တန်လျင်မြေနဲ့ကျွန်တော်တို့ရဲ့အလုပ်ကိုင်တွေကကင်းလို့မှမရတာ။ကင်းရင်မြေချောင်းများစောင့်ကြည့်အဖွဲကတော့အခုလိုမြေရဲ့အရေးသွေးစမ်းစစ်တာကို ထိုင်းကဥဆောင်ပြီးလုပ်ခဲ့တာကိုကျေးဇူးတင်တယ်လို့ဆိုပါရတယ်။တန်လျင်မြေရဲ့ညဉ့်ဉန်းမှုနဲ့ပတ်သက်ပြီး လူလူကိုအသိပညာပေးကိစ္စတွေတတူတူဖော်တဲ့ကိစ္စတွေကိုအရေးယူဖို့တောင်းဆိုမှုစတာတွေပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့လည်းဆိုပါတယ်။ ထိုင်းရဖတ်ဖွဲ့စည်းတွေပြီးတဲ့ခါကျတော့ဒီ data ခံကရင်လူထုတွေပေါ့ data ခံကရင်လူထုတွေလို့ပြောတဲ့ခါမှာကျွန်တော်မြန်မာဘက်ခြမ်းမှာရှိတဲ့ဒီကရင်ပြည်နယ်မှာရှိတဲ့လူထုတွေပါမယ်ပြီးတဲ့ခါကျတော့ဒီထိုင်းဘက်ခြမ်းမှာနေအဲတလူမြေပေးမှာနေထိုင်တဲ့လူထုတွေရှိမယ်ပြီးတော့ရဖတ်ဖွဲ့စည်းနေချောင်းရေးလုံးနေတဲ့ဖွဲ့စည်းတွေအဲဆက်ပြီးဒါလိုဒီလိုမျိုးလူထုနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ကျွန်တော်တို့ဒီအသိပညာပေးတဲ့ဟာမျိုးတွေကျွန်တော်တို့ ဟိုပို့ပြီးတော့မှလှုပ်ဆောင်ဖို့လိုမယ်ပေါ့နောက်တစ်ခုကျတော့ကျတို့ဟိုအောက်ခြေမှာပဲခုနလူထုလူထုနဲ့ပူပေါင်းအရက်ဖက်ဖွဲ့စည်းတွေနဲ့ပူပေါင်းအောင်ပြီးတော့မှနိုင်ငံတကာကိုပေါ့နော်နိုင်ငံတကာကိုကျတို့ဒီဒီသံလွင်မြင့်ရဲ့ တယ်လို့မြင်နေပတ်သက်ပြီးတော့ညဉ့်ညမ်းမှုတွေနဲ့ပတ်သက်ပြီးတော့မှဒီတတ်ထူတူဖို့ရဲ့ကိစ္စတွေကိုဟိုရေးယူပေးဖို့ဥစားသဖြင့်ဒီလိုမျိုးကိစ္စတွေကိုဂိုင်းတွေ့ပြင်ရှင်းပေးဖို့ဥပမာပြည်နိုင်ငံကဖွဲ့စည်းနိုင်ငံတကာအဲမြေချောင်းရေလုဆောင်နေတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့တောင်းဆိုဖို့လိုမယ်ပေါ့ဆရာမလုပ်ဖို့လည်းရှိ ရှိမှာပါဆရာမဟုတ်ထိုင်းနိုင်ငံညဉ့်ညမ်းမှုထိန်းချုပ်ရေးဌာနကတန်လွင်မြေနမူနာတွေနဲ့ငါးနမူနာတွေကိုပြန်လည်စစ်ဆေးနေပြီး ုနှစ်ရဲ့အတွင်းရလဒ်တွေထွက်ပေါ်လာမယ်လို့နိုဝင်ဘာလ9ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒါအပြင်မြန်မာတပ်တူတွင်းနေကြောင်းတန်လင်းမြင့်နယ်မဲခေါင်မြစ်တွေမြည်ရည်ညဉ့်ဉန်းမှုအပေါ်နှစ်နိုင်ငံအစိုးရချင်းအရေးတကြီးအရေးယူဆောင်ရွက်သင့်ပြီလို့လည်းဗန်ကောက်တမဆက်တက္ကသိုလ်တဘာဝအရေးမြင့်နယ်တဘာဝပတ်ဝန်းကျင်ဥပဒေရေးရာဌာနကတွဲဖက်ပမောက္ခကလည်းတိုက်တွန်းထားပါသေးတယ်။ကျမမျက်သစင်ပါရှင်။ထိုင်းနိုင်ငံရနောင်းမြို့လဝကရုံက ပြည်ထက်ကြခံရပေးလို့ရက်စစ်မြန်မာနိုင်ငံသားအယောက်60ကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကမြန်မာနိုင်ငံကော့တောင်ဘက်ကအာဏာပိုင်တွေကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ကော့တောင်ဒေသခံတွေကပြောပါရယ်။ရနောင်းမျိုးပန်နာရက်ကွက်မှာရှိတဲ့အကောက်ဝန်လေးစိတ်ကတဆင့်အချုပ်သားအယောက်60ထေကအမျိုးသားတွေကိုပဲမြန်မာအာဏာပိုင်တွေဘက်ကကားတွေနဲ့လာရောက်ခေါ်ဆောင်တော့ပြီးအရင်လိုစစ်ကားတွေနဲ့လာခေါ်တာမျိုးမဟုတ်ပဲအရက်ဖက်ကားတွေနဲ့လာခေါ်တာဖြစ်က အဲ့ဒီလူတွေကိုတက်ထဲမှာယာယီထားနိုင်တယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။အရင်ကထိုင်းဘတ်ကျန်ကပြန်လည်လွေပြောင်းတဲ့မြန်မာနိုင်ငံသားတွေတဲကအမျိုးသားတွေကိုငွေကြေးနဲ့ပြည့်ရွေးခိုင်းတာရှိပြီးတချို့ကိုတော့စစ်မှုထမ်းတဲ့ထိပ်ပြီးအမျိုးသမီးတွေကိုတော့ထိန်းသိမ်းရေးစင်တာမှာထားတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရနောင်းလာဝကအချုပ်ထောက်ကနေအခုတပတ်အတွင်းနေရက်လွေပြောင်းပို့ဆောင်နေတာနှစ်ကြိမ်ရှိပြီးဖြစ်ပြီးပြီးခဲ့တဲ့နှဝင်ပါလ9ရက်နေ့ကအချုပ်သားအယောက်48ယောက်ကို ကော့တောင်ဘက်ကနေတစ်စစ်မြန်မာအာဏာပိုင်တွေစီပြန်လည်လွှဲပြောင်းခဲ့ပါသေးတယ်ရှင်။မန္တလေးတိုင်းပြည်ဥလွင်မြို့နယ်ရက်ွက်ကြီးသုံးမန္တလေးလာရှိုသောကာလန်ဘေကနိုင်စဉ်အနှင်းဖွင့်ထားတဲ့အောင်စပေစိန်ရွှေရတနာဆိုင်မှာနမွေမာလာစနေရက်နေ့ဒီကနေ့မနက်ကဓမြတိုက်မှုဖြစ်ပေါ်ခဲ့ပြီးဆိုင်လုံးကျုံရဲဝန်ထမ်းတယောက်တေဆုံးကဓမြတိုက်သူတယောက်ကိုဖမ်းဆီးရမိခဲ့လို့မြို့ခန့်တွေစီကသိရပါတယ် ။ဒီကနေ့မနက်၈နာရီခွဲက Honda Fit Cycle နဲ့ရောက်လာတဲ့အမည်မသိအမျိုးသား၂ယောက်ကရွှေစံအတွင်းကုန်ဝင်လာကတနက်ပြစ်ဖောက်ပြီးဓမြတိုက်တာကြောင့်ဆိုင်ဝလုံးကျုံရင်ဝင်ထဲတယောက်သေဆုံးကရွှေတွေကိုယူတော့တာပါလို့မြို့ခင်ကပြောပါရယ်။တနင်္လာပြည့်ခတ်ခံရလို့ဆိုင်လုံကျုံရဲ့ဝန်ထမ်းဥစဉ်ဝင်သေဆုံးပြီးဆိုင်အမျိုးသမီးဝန်ထမ်းတယောက်ထဲအားရရှိခဲ့ကဆေးရုံတင်ထားရပြီးတော့ဖန်စီရမင်းသူကိုစစ်ဆင်နေလို့အုတ်ချုပ်ရင်နဲ့နှိမ့်ဆက်တဲ့သတင်းရင်းမြစ်ကပြောပါရတယ်။ ဖန်ဆင်းရမင်းသူမှာချမ်းမြတာစီမျိုးနဲ့ကအသက်30အရွယ်အောင်မျိုးနိုင်ဖြစ်ပြီးကြောက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူဖြစ်တယ်လို့ကနဦးသိရပါတယ်လက်တလုံးမှာဖန်စီရမင်းသူကိုစစ်ကောင်စီလက်အောက်ခံပြည်ဦးလွင်မြို့မှာရဲစခန်းကစစ်ဆင်းနေပြီးလွမြောက်တော်သူကိုတော့စစ်တပ်နဲ့ရဲတွေကပိတ်ဆို့ရှာဖွေနေကြပါရဲ့ရှင်။ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ ပြည့်ခက်ရဲစဲခဲ့တဲ့အော်တိုဘာလာဆီယန်နေကစပြီးအစ္စရေးကဂါဇာမှာရှိတဲ့အဆောင်1500ကျော်ကိုဖျက်ဆီးခဲ့လို့ BBC ကဖော်ပြပါတယ်ဂျိုရူရုပ်ပုံတွေကိုကြည့်ပြီးသတင်းထုတ်ပြန်ခဲ့တာဖြစ်တယ်လို့နဝေမာလာရှိရနစ်ကလည်းနောက်ဆုံးဓာတ်ပုံတွေကိုရယူခဲ့တာဖြစ်ပါတယ်။အမတ်တကယ်ဖြတ်စည်းခဲ့တဲ့အဆောက်အုံအရေအတွက်ကပိုပြီးများနိုင်တယ်လို့ဖော်ပြပါတယ်။ ဂျူရူတပ်ပုံတွေအရာအဝေါ်ရောင်လိုင်းနောက်ကအဆောက်အုံတွေဖျက်ဆီးခံထားရတာဖြစ်ပါတယ်။အဝေါ်ရောင်လိုင်းဟာမြောက်တောင်နဲ့ဂါဇာအရှေ့တစ်လျှောက်သတ်မှတ်ထားပြီးအစ္စရေးစစ်ကအဲ့ဒီလိုင်းအပြင်ဘက်မှာသာတက်ဆွဲထားတာဖြစ်ပါတယ်။ဒီလိုအဝေါ်ရောင်လိုင်းနောက်မှာတက်ဆွဲဖို့အော်တိုဘာလအပြည့်အခက်သဘောတူညီမှုမှာသဘောတူခဲ့တာဖြစ်ပြီးအဝေါ်ရောင်လိုင်းရေးဆွဲထားတဲ့အမြင်ပုံကိုအစ္စရေးစစ်တပ်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။သဘောတူညီချက်အရလိုင်ကောင်းတွေအပါအဝင် အကြံဖက်တွေရဲ့အဆောင်တွေအားလုံးကိုဖျက်ဆီးမှာပါ အစ္စရေးကချိန်ချောင်မှုအကြမ်းဖက်မှုနဲ့အကြမ်းဖက်အဆောက်အုံတွေကိုပြန်ပြီးလက်တုံပြန်တာပါလို့ပြောရဲဆိုခွင့်ရှိသူတယောက်ကပြောပါရရှင်ဆလဘီအကစားသတင်းကိုတင်ဆက်ပေးပါမယ်။ င်္ဂလန်အသင်းဟာဒရာကြောင့်နှုတ်ထွက်တော့တဲ့ကစားသမားတွေနေရာမှာချက်စီးနောက်ခံလူချာလိုဘန်းနဲ့မန်စီးတီးကိုသမားထရက်ဖို့တို့ကိုအစားထိုးခေါ်ယူအားဖြည့်ခဲ့ပါတယ် အင်္ဂလန်အသင်းမှာနယူကာဆယ်တောင်ပံကစားသမားဂေါ်ဒွန်နဲ့ဂိုသမားနှစ်ပုတ်တို့တရားကြောင့်နှုတ်ထွက်ခဲ့ပြီးတရားရရှိနေတဲ့နောက်ခံလူကေဟီကိုအသင်းမှာပဲဆက်လက်ကူတာဖို့နင်းပြတူဟေကဆုံးဖြတ်ခဲ့တာပါနင်းပြတူဟေဟာချလိုဘက်ကိုပြီးခဲ့တဲ့မေလအတွင်းကလည်းရွေးချယ်ခဲ့ပူပြီးဒုတိယအကြိမ်ရွေးချယ်ခဲ့တာပါမက်ဆီဒီဂိုသမားထရက်ဖိုကအသင်းကြီးမှာပွဲထွက်ခွင့်ပျောက်ဆုံးနေပေမဲ့လက်ရွေးစက်အသင်းကြီးမှာပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်ရှင် ဒီပူပီရုံးမြေတန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခေကြရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကိခိုင်ပါ